ဒီကိုကြည့်ရှုနေကြတယ်နေရသင်ငယ်ချင်းအလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီပိုင်းလေးမှာအရှင်းပြပေးမှာကကျွန်တော်တို့ Adobe After Effects ကျွန်တော်တို့နေပေါ့နော်ဗီဒီယိုဒီဇိုင်းတွေကိုဘယ်လိုဖန်တီးနိုင်လဲနောက်ပြီးတော့ Adobe Effects ရဲ့အာသာချက်ဗီဒီယိုဒီဇိုင်းတွေဘယ်လိုမျိုးကိုပေါ့နော်ဆွဲဆောင်မှုရှိလဲ Adobe After Effects ဗီဒီယိုဒီဇိုင်နာနည်းပညာတွေကိုလေ့လာခြင်းနဲ့ခေါရီကကျွန်တော်ရဲ့တင်ငယ်ချင်းမိတ်ဆွေတွေအတွက်ကျွန်တော်အခြေခံကနေပြီးတော့ဂဂနန္ဒဗီဒီယိုဖိုင်လေးတွေလုပ်ပြီးတော့ တင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာအရှိမလဲကျွန်တော် Adobe Premiere Pro ကိုဟိုအခြေခံနေစပြီးတော့ဗီဒီယိုတိဖြတ်တက်တဲ့အထည်ကိုပေါ့နော်ကျွန်တော်တင်လာပြပြီပေါ့နော် lesson 1နေ80ရှိပါတယ်အခုဒီတစ်ခါလဲဒီဗီဒီယိုပိုင်းလေးဒီမှာကြာတော့ကျွန်တော်ကအာ Adobe Premiere သင်ခန်းစာ BB ဆိုရင်အဲ့ Adobe Premiere သင်ခန်းစာကိုလေးလာပြီးပြီးဒါကြာတော့ဗီဒီယိုတိကျဆော့ဝဲအဲဗီဒီယိုဒီဇိုင်နာဆော့ဝဲဖြစ်တဲ့ Adobe After Effects ဒီရှင်းပြပေးဆော့ဝဲကိုရမယ်ဆိုလို့ရှင်တော့ကိုကအဲ့နှစ်ခုပေါင်းလိုက်ရတော့အာဗီဒီယိုဒီဖြတ်လောကမှာလက်မှတ်ထောင်လို့ရပြီပေါ့နော်အဲ့တော့အာဗီဒီယိုတွေကိုအခြေခံနေလေ့လာခြင်းတဲ့သူတွေလေ့လာလို့ရပြီဒါကြတော့ဒီဇိုင်နာပေါ့နော်အဲ့အခြေခံဗီဒီယိုဖိုင်တွေပြီးသွားမှဒီဇိုင်နာဘိုင်းကိုလက်လုံးဝရှင်းမယ်โอเคအဲ့ဆိုကျွန်တော်တို့စာရအောင်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကဒီမှာကျွန်တော်ရှင်းမှာကြတော့ Adobe After Effects ဒီ2025ပေါ့နော်2025ဆော့ဝဲကိုထည့်ထားတယ်နော်အဲ့တော့ကျွန်တော်ဒီဆော့ဝဲကိုလည်းပမာတက်ချလို့ရတယ်ဆိုကျွန်တော်ရဲ့ Bamis နီးပညာ website ပေါ့နော် www.bamismisma.mi ပါရောနော် .com မှာသွားရောက်ရှာလို့ရပါတယ် Okay အဲ့တော့ကျွန်တော်တို့ Adobe Adobe After Effects ကျွန်တော်တို့ lesson basic 1ပေါ့နော် basic 1 2 3ရှိရယ်နော် basic 1ကိုစ Okay အဲ့တော့ Adobe Acrobat ရဲ့ကျွန်တော်တို့ Basic 1မှာဆိုရင်ဘာတွေရှင်းပြထားလဲဆိုရင်ဒါကျွန်တော်တို့အခုမြင်နေရတာ web page ကြီးဟုတ်နော်ဒီ Adobe Acrobat ဒီ software ကြီးကိုမြင်နေရတယ်။တာမန်လူအနေနဲ့ကြည့်မယ်ဆိုရင်တော့ဘာတွေလည်းမသိဘူး။ဟုတ်တယ်တော့ဘလို့တီးပြအောင်မသိဘူး။ Okay ပါလွယ်လေးပါ။အဲ့တော့သူကကြတော့ဒီ Adobe company တိုင်းကသူက web page နဲ့သူတို့ကဖွဲ့စည်းထားတယ်။အဲ့ဒီပုံမှာ panel တွေပါဝင်နေပေါ့နော်။အဲ့ဒီမှာကျွန်တော်ရှင်းပြပေးမယ်။ဒါကကြတော့ project ပန်နဲ့ဒီပက်ဘီနာလေးမှာဒါ effect control ပန်နဲ့နောက်ပြီးဒါကြတော့တရားဘာလဲဆိုရင်2ပန်နဲ့ဒါကြတော့ဒိုဗီဒီယိုတိဖြတ်တိုင်းလို့ program ပန်နဲ့အပေါ်ကကြတာ2ပန်နဲ့လေးဒါဒါ2ပန်နဲ့ဒါဒါ timeline ပန်နဲ့ဒါ2ပန်နဲ့ဒါ program ပန်နဲ့ဒါ effect control ပန်နဲ့ဒါ program ပန်နဲ့ဟုတ်ပြီနော်အဲအဲ့လိုပဲအပေါ်မှာကြတော့ menu တွေပေါ့နော် file decomposition site ပြအဲဒါလေးရှိတယ်အဲအဲ့ဒီကလေးဒီကို तू က ဒီမှာကျွန်တော်ပြုပြင်စရာမလိုတော့ဘူးပရီးမီးယားမှာပြုပြင်စရာရှိအဲအဲ့ဆိုကျွန်တော်တို့ကဒီမှာဒီ project panel မှာဆိုရင်ဒါ project panel လုံးဆောင်ချက်ကိုဒီနေ့ရှင်းပြပေးမယ်ဟုတ်ပြီနော်ကျွန်တော်ကကနနချင်းပြမယ်နော်ဗီဒီယိုရှင်ရှင်ရွာပါစေအဲ့ဒါဒီဖန်လေးကိုထန်ကြည့်လိုက်တာနဲ့တင်းကိုကအားလုံးနားလေလာလိမ့်မယ်အချိန်ကသဘောတရားလေးပေါ့နော်နောက်ပိုင်းနောက်ပိုင်းဒါကြတော့ basic 1 Okay project panel မှာဘာကြီးလုံးဆောင်လို့ရလဲဆိုလို့ရှင်သူကဓာတ်ပုံနေဗီဒီယိုတွေနောက်ပြီးလို့ရှင် သူ့ရဲ့ဒီကိုလိုချင်တဲ့ composition တွေကိုတိဆောက်ရတယ်ဟုတ်ပြီနော် premiere ဒီမှာကြတော့သူကကြတော့ sequence တိဆောက်တယ်ကျွန်တော်ဒီ adobe after effect ကကြတော့ video designer ဖြစ်တဲ့အတွက်ကြောင့် composition တိဆောက်ရတယ်ဒါကြောင့်အရန်ကိုအရေးကြီးပါတယ် design ဆွဲမယ်ဆွဲမယ်ဆိုလို့ရှိရင်တော့ composition တခုကိုတိဆောက်ပြီးမှဆွဲလို့ရတာဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ composition တခုကိုတိဆောက်မယ်ဆိုဘယ်လိုတိဆောက်မယ်ဆိုရင်တိဆောက်တဲ့နည်းလမ်းတွေအများကြီးရှိရယ်เนาะကျွန်တော်ဒီမှာရှင်းပြပေးမယ်အဲ့တော့ project panel လေးကိုထောက်လိုက်တယ်ဒီနေရာမှာ right click ထောက်လိုက် new composition ဆိုတာရှိတယ်တွေ့လားအဲ့ဒါဆိုရင်ကျွန်တော်တို့ new composition အဲ့ဒီမှာနာမည်ရေးလို့ရတယ်ကိုပါရေးမလဲ tab အဲ DAD tab အဲသဘောတရား composition နဲ့မရေးမယ်အဒီမှာတော့ပြင်စရာမလိုဒီမှာပြင်စရာမလိုဒါပေမဲ့ background color ကိုကိုကြိုက်တဲ့ color ပြောင်းလို့ရတယ်ဒီမှာဒါလေးထောက်လိုက်မယ်ထောက်ပြီးတော့ကို base color ကြိုက်လေကိုကြိုက်တဲ့ color ပြောင်းလို့ရတယ်အဒီမှာမဲပဲဆိုတော့အမဲပဲထားထားပြီးလိုက်ဟုတ်ပြီနော်အဒီမှာဒီ composition ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကနေပြီးတော့ အဲဘယ်လိုမျိုးဖန်တီးမလဲပေါ့နော်အဲ composition ကိုဓမ္မဆိုရင် composition name ကဒီမှာ composition နေအခုဒါရှင်းပြပြတာ project pan နေပေါ့နော် project pan နေမှာပါဝင်တဲ့ composition အဲ့တော့ဒီမှာဆိုရင် composition name ကိုနာမည်ပြောင်းလိုက်မိမိပိုက်တာဟုတ်တယ်နော်ပြီးဒီ basic မှာကျွန်တော်တို့ဘာလို့ဒါလိုက်ပြင်စရာမလိုဘူးသူတန်းသူထပ်ထားလိုက်ဟုတ်ပြီနော်နောက်ပိုင်းတပြည့်ကျွမ်းကျင်ရမယ်အဲအဲ့ဒီမှာအရန်ရေးကြည့်တာကြတော့ကျွန်တော် composition ဆိုတာကတော့ video ကြားခြင်းကိုခေါ်တယ်ကိုဖန်တီးမဲ့ video ကြားခြင်းကဥမာပေါ့ အဲ9စက္ကန့်ကြာမလား9မိနစ်ကြာမလားတနာရီကြာမလားအဲအဲ့ဒီအတိုင်းတောင်ကျွန်တော်တို့ကရေးပြရမှာဖြစ်တယ်ကိုဒီဇိုင်းဆွဲမဲ့ဗီဒီယိုကြာချင်းပေါ့နော်ကျွန်တော်တို့ကိုဗီဒီယိုဒီဇိုင်းဆွဲမဲ့ကြာချင်းက3စက္ကန့်ဆိုရင်3စက္ကန့်အဲ့တော့ဒီမှာဆိုရင် direction နေရာမှာကြည့်မယ်နော်ဒီမှာဆိုရင်နာရီဒါတော့ပရီးမီယာလीဂ်ပိုင်းမှာရှင်းပြထားပြရည်နော်နာရီမိနစ်စက္ကန့် frame ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ကစက္ကန့်နာရီမိနစ်မိနစ်30လားမိနစ်30ဆိုမိနစ်ကတော့ အဲမိနစ်ကကြတော့10မိနစ်ပဲအဲ sorry နော်ဒီမှာပြန်လုပ်မယ်မိနစ်ကကြတော့ဒီမှာဆိုရင်ဘယ်လောက်လဲအဲ2မိနစ်ဟုတ်ပြီနော်ကဲ2မိနစ်ရဲ့နောက်ပြောလို့ရှိရင်အဲစက္ကန့်ကဘယ်လောက်9မိနစ်စက္ကန့် frame စက္ကန့်ကကြတော့2စက္ကန့်ပဲ frame ကဘယ်လောက် frame ဒီလောက်ပဲ9မိနစ်စက္ကန့်2စက္ကန့်ပဲထားမယ် okay ရပြီနော်ကျန်တဲ့ဟာဘာမှပြင်စရာမလိုဘူးနော် name ပြောင်းလိုက်တယ်ပြီးွားရင်ကိုလိုချင်တဲ့စက္ကန့်အတိုင်းတာကိုကိုဒီမှာ ရေးပေးရမှာဖြစ်တယ်ဟုတ်ပြီနော်ပြီးရင် okay ပြီးလိုက်အဲဒါဆိုရင်ကျွန်တော်တို့ composition ကြီး project panel မှာ test ဆိုတဲ့နာမည်ပြောင်းလိုက်တယ် composition ကြီးတခုရပြီဒါ project panel တခုပဲရှိသေးတယ်နော်ဟုတ်ပြီအဲဆိုအားလုံးပဲရလိုက်မယ်နော်ဒါက basic 1မှာကျွန်တော် project panel ရဲ့ composition တခုကိုရှင်းပြပြီးသွားပြီအဲအဲ့ဒါဆိုရင်ကျွန်တော်ဒီ composition ကဘာလုပ်လဲဆိုရင်အဲ project panel မှာဒီ composition မှာကျွန်တော်တို့ကဓာတ်ပုံတွေထည့်မယ်ဗီဒီယိုထည့်မယ်ကဲထည့်လို့ရတယ်ကဲဓာတ်ပုံပြထည့်မယ်နော်ဓာတ်ပုံဓာတ်ပုံသူ့နှစ်ချက်ထောက်လိုက် ဒါဆိုကျွန်တော်တို့ထည့်ကျင်တဲ့ဟာဘောက်လေးပေါ်လာနော်ပြင်ပြပြမယ်နော်ဒါလေး debit ကလေးနှိပ်လိုက်ရင်နှစ်ချက်အဲ့ဒီမှာကိုလူကျင်တဲ့တက်ပုံသက်ရှာပြီးထည့်လိုက် okay ပြီးတာနဲ့ဒါကြတော့ project panel တွေကိုတက်ပုံရောက်ပါပြီဟုတ်ပြီနော်အဲ့တော့ဒီ project panel တွေရောက်လာတဲ့တက်ပုံကိုကျွန်တော်ကဘယ်ထဲဆွဲထည့်ရမလဲဆိုဒီ program panel မှာပေါ်ဖို့အတွက်ကြောင့်ကိုကျွန်တော်တို့ဒီအောက်က timeline panel တွေကိုဆွဲထည့်လိုက်ဟုတ်ပြီနော်ဒါဆိုတော့ပေါ်သွားပြီနော်ဒါကဗာလဲ ခုနက composition တိဆောက်ပြီးတော့မှဒါလင် project panel တွေကိုဒီ logo တခုပေါ့နော်ညပုံတခုဆွဲထည့်ပြီးတော့ဒီမှာရပါပြီမခုံတော့လွယ်လွယ်လေးနော်သူ့နှစ်ချက်ထောက်လိုက်တယ်ပြီးွားရင်ကိုလိုချင်တဲ့ logo ကိုသဲယူလိုက်တယ်ယူပြီး improve ပေးပြီးွားနာနဲ့ဒီကားနဲ့မောက်လေးနဲ့ဖိပြီးတော့ဒီထဲကိုဆွဲထည့်လိုက်တာဟုတ်ပြီနော်မနှစ်ခုဆိုနှစ်ခါပြည့်နှစ်ခု ရမယ်နော်အားလုံးပဲရလိုက်မယ်နော်ဒါကြတော့ကျတို့ကြာချိန်အားကြတော့ဘယ်လောက်ရှိလဲဆိုရင်သူ့ရဲ့ကြာချိန်ကဒီမှာစတယ်ဘယ်လောက်လဲစက္ကန့်6ပေါ့နော်နိုင်မီနီစက္ကန့်6မိနစ်ကတားတို့ကပြန်ပြင်ခြင်းတယ်ဒီ composition ညာကွာတအားကြီးမကြနိုင်ဘူး6စက္ကန့်ကြီးနော်နိုင်မီနီစက္ကန့် frame 6စက္ကန့်ကျွန်တော်2စက္ကန့်ပဲလုပ်ခြင်းလား ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်တို့ဘာမှတက်ပြင်ရမယ်ဒါဒါနီလန်ကိုပြောတာနော်အရင်ကြီးကြီးတယ်နော်ဘာကြောင့်လဲဗီဒီယိုတစ်ခုဒီဇိုင်းတစ်ခုကိုကဖန်တီးတော့မယ်ဆိုရင်ကိုဖန်တီးမဲ့ဗီဒီယိုအကြချင်းကဘလောက်ပဲဒါကိုကိုသိရမှာနော်ဒါကြောင့်မလို့တရားကူကျွန်တော်သင်ပေးနေတာ project plan တွေမှာပို့တူထည့်တဲ့နေပြီးွားပြီ conversation ဆောက်တဲ့နေပြီးွားပြီနောက်ပြောလို့ရှိရင်တပ်ပုံတပုံထည့်တဲ့နေပြီးွားပြီနောက်ပြောလို့ရှိရင်အခုထက်ရှင်းပြမှာ composition setting ကို ဘလို့ပြန်ပြင်မလဲဒီ timeline မှာရှိတဲ့ composition ကိုပြင်မှာဖြစ်တော့ကြာ timeline ကိုတစ်ချက်ထောက်မယ်ထောက်ပြီးရင်ဒီမှာ layer ကိုသွားမယ်နောက်ပြီး new ကိုသွားမယ်ဟုတ် Okay အခုကျွန်တော်ဒါကို composition ကိုပြန်ပြင်မှာဖြစ်ဒါကြောင့်မို့ဒီ layer ကိုတစ်ချက်ထောက်မယ်ထောက်ပြီး composition ကိုသွားမယ် composition setting ကိုသွားမယ်ရမယ်နော်နော် composition setting ကိုထောက်လိုက်မယ်ထောက်လိုက်လို့ရှင်ဒါ composition ဘာကြောင့်ပြင်ရတာလဲဆိုရင် ကျွန်တော်တို့လိုချင်တဲ့ direction အကွာဝေးကျွန်တော်ဗီဒီယိုအစနဲ့ဗီဒီယိုအဆုံးကဘယ်လောက်ရှိလဲဆိုတဲ့အတိုင်းတော့လိုချင်တာမို့လို့ဟုတ်ကဲ့အဲ့ဒါဆိုဒီမှာဆိုကျွန်တော်တို့ကဒီမှာရေးလိုက်ရုံပဲပါ2နာရီမိနစ်စက္ကန့်နှစ်စက္ကန့်ပဲလိုချင်တဲ့အတွက်6နေရာမှာဖြတ်တယ်နှစ်ထည့်တယ်ဒီမှာအနောက်မှာ00 Okay ဒါဆိုရင်ဗီဒီယိုရဲ့အကြာချိန်လေးက2စက္ကန့်ပဲပြီးရင် okay နေလိုက်ဟုတ်ကဲ့ပါ အဲဆိုရင်အခုကျွန်တော်တို့ကဒီ Adobe Affair Video Designer သင်ခန်းစာရဲ့ basic လေးကတော့ basic 1လေးကတော့ဒီလောက်ပါပဲအလုံးမဲ့နားလည်လေးမယ်လို့မျှော်လင့်ပါတယ် project panel ရဲ့အကြောင်းကိုသင်ပြီးပြီးွားပြီး project panel မှာ composition တစ်ခုတည်ဆောက်တာကိုသင်ပြီးွားပြီး project panel ထဲကို logo ထည့်ပြီးတော့ program panel မှာပေါ်ဖို့အတွက် timeline တွေကိုဆွဲထည့်လိုက်တာကိုသင်ပြီးပြီးွားပြီးနောက်ပြီးွားရင်ကိုလိုချင်တဲ့ video အကွာအဝေးရဲ့ကြာချိန်ကဘယ်နှစက္ကန့်လဲဘယ်နှမိနစ်လဲ အဲ့ဒါကိုတိဆောက်ထားတဲ့ composition မှာပဲကျွန်တော်ကပြန်ပြင်းတဲ့ new ကိုအခုရှင်းပြပြီးပြီနော် composition setting ပြန်ပြောင်းတာဘယ်ကနေသွားရလဲဟုတ်ကဲ့ပါအားလုံးပဲရလိမ့်မယ်လို့ညွှန်လင်းပါတယ်